ောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအေးမြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ AA နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ Ampadan လမ်းပိုင်းကစစ်သား၄ယောက်လက်နက်တွေနဲ့အတူအလင်းဝင်လာပြီးတော့တိုက်ပွဲတွေကနေထွက်ပြေးလာတဲ့နောက်ထပ်စစ်သား၃ယောက်ကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့ PRA မကွေကထုတ်ပြန်တဲ့သတင်း။ရခိုင်ကိုပို့ဆောင်တဲ့ဘီလက်မြေအိတ်1500ကျော်ကိုလူ30ဆက်လက်နှစ်စီးနဲ့အတူဘင်္ဂလားနေပြည်ကဖျက်ဆီးလိုက်တဲ့ဆိုတဲ့သတင်း ပုံဖြူအဖွဲ့ကဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့တိုက်ပွဲတွေအတွင်ကိုလက်အင်က ဆုံရှုံသွားတဲ့တံရရရေးဘော်တွေအတွက်တယောက်စီကိုငွေသားကျပ်သသိန်းနဲ့ကပြဆောင်းအုပ်တအုပ်စီလက်ဆောင်ပေးခဲ့တယ်ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အရခတ်တော်အေအေနဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတဲ့မကွေးတိုင်းပဒန်းမြို့နယ်စင်ပေါင်းကျေးရွာအနားမှာတာဝန်ကျနေတဲ့ စစ်တပ်ကဒုတက်ချက်တယောက်အပါအဝင်တပ်ဖွဲ့ဝင်၄ယောက်တို့ဟာလက်နက်တွေနဲ့အတူလန်ဒန်ရှာအလင်းဝင်းရောက်လာသလိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းဖမ်းဆီးရမိထားတယ်လို့လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေကမနေ့ကသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီအလင်းဝင်ရောက်လာသူစစ်သား၄ဦးဟာ MA1 တလက် MA2 တလက် MA3 ၂လက်နဲ့တခြားလက်နက် KN တရှို့ကိုလည်းယူဆောင်ပြီးအလင်းဝင်ရောက်လာခဲ့တာလို့သိရပါတယ်။ သူတို့၄ဦးဟာကွာမြို့နယ်အခြေဆိုင်ခမာရ963တပ်ရင်းကဖြစ်ကြပြီးအရခတပ်တော်ကကွာမြို့နယ်တစ်ခုလုံးကိုသိမ်းပိုက်ပြီးတဲ့နောက်မကွေးတိုင်းပဒံမြို့နယ်ပစီကရှေတန်းကိုပို့ဆောင်ခံခဲ့ရသူတွေဖြစ်ကြပါတယ်အခုလိုတော်လန်ရေးတပ်ဖွဲ့တွေစီမအလင်းဝင်ရောက်လာပြီးတဲ့နောက်စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းလက်တွဲတိုက်ပွဲဝင်သွားမယ်လို့လဲအဲဒီစစ်သားတွေကဗီဒီယိုရုပ်သံဖိုင်တစ်ခုကနေပြောဆိုထားပါဗျ။ တော်လိုင်းရင်းနဲ့တော်လိုင်းတော်လိုင်းရင်းနဲ့မှာပဲပြန်ပြီးတော့လက်နဲ့ခံပြီးတော့ဒီစကောင်စီကိုပြန်ပြီးတော့တိုက်ဖို့စကူရှိထားပါဆုံးမြေချက်ထားချထားဒါအပြင်အမ်ပတန်လမ်းပိုင်းကအရခတက်တော်နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကနေထွက်ပြေးလာကြတဲ့နောက်ထပ်စစ်သား၃ယောက်ကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့ PRA မကွေးရဲ့ထုတ်ပြန်ချက်အထင်မှဖော်ပြထားပါတယ်ဖမ်းမိတဲ့စစ်သား၃ယောက်ထဲက၂ယောက်ဟာကလာရနီကို၆ကဖြစ်ပြီးနောက်ထပ်တူကတော့တမ66လက်အောက်ခံတာယာဝတီအခြေဆိုင် ါလာရ35ကဖြစ်တယ်လို့သိရပါတယ်။အခုလိုအလင်းဝင်ရောက်လာသူ၄ဦးရောဖန်စီခံရသူ၃ဦးတို့ပါအတင်းအဓမ္မပေါ်တာဆွဲခံရပြီးစစ်မှုထမ်းဖို့စစ်တပ်ထဲသွင်းခံရသူတွေဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။ဘင်္ဂလားဒေ့ရှ်ရေတပ်ဟာဒီဇင်ဘာလ9ရက်နေ့ကရခိုင်ကိုရေချောင်းကနေတဆင့်ဆက်လီရီနဲ့ပို့ဆောင်တဲ့ဘီလက်မြေအိတ်1550ကိုလူ30နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ဘင်္ဂလားနေချာဆောင်တပ်ဖွဲ့ BGB ကတင်ထုတ်ပြန်ပါတယ်။ ပတင်းအရနမ်းမြေဝမှာရှိတဲ့စိတ်မတင်ကျွန်းအနေနာပင်လေပြင်းမှာကင်းလဲ့နေတဲ့ရေတက်သင်္ဘောတွေဟာလွန်ခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့တောက်ကြနေညမှာတန်တရာဖြစ်ဖွယ်အင်ဂျင်ဆက်လေ3ဆင်းကိုတွေ့ရှိခဲ့တယ်လို့ဆိုထားပါတယ်။အဲဒီဆက်လေတွေကိုရတန်ဖို့အမိပေးခဲ့ပေမဲ့ဆက်လေတွေဟာထွက်ပြေးဖို့ကြိုးစားကြတဲ့အတွက်ရေတက်သင်္ဘောတွေကရှက်ရှင်းလိုက်လံဖမ်းဆီးခဲ့ရတယ်လို့ BGB ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီဆက်လေ3ဆီအထက်က2ဆီကိုဖမ်းဆီးမိပြီးတက်ရောက်ရှာဖွေရမှာ ခံမှန်းဈေးကွက်ပေါက်ဈေး8,9500တာကာတန်ဖိုးရှိတဲ့ဘီလက်မြေအိတ်1,550အိတ်ကိုသိမ်းဆည်းရမိခဲ့တာပါဒီတရားမဝင်မောက်ခိုးရောင်းဝယ်မှုမှာပါဝင်ပတ်သက်တဲ့လူ30ဦးကိုလည်းဖမ်းဆီးထားတယ်လို့ဆိုထားပါတယ်သိသိရမိတဲ့လေတွေနဲ့ကုန်ပစ္စည်းတွေဖန်ဆီးခံထားရသူတွေကိုတရားဥပဒေအရအရေးယူဖို့အတွက်တက္ကနက်ရဲတပ်ဖွဲ့ကိုလွှဲပြောင်းပေးအပ်ခဲ့တယ်လို့လည်းသိရပါဗျ။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာအခုနောက်ပိုင်းရခိုင်ကိုပို့ဆောင်တဲ့ကုန်ပစ္စည်းတွေကိုခက်ဆိုက်ဆိုက်ဖမ်းဆီးမှုတွေပြုလုပ်လာနေတယ်လို့ဒေသရင်းစီးပွားရေးသမားတွေကပြောဆိုကြပါတယ်။နောက်ထပ်တင်ပြပေးသွားမယ့်သတင်းတစ်ပုဒ်ကတော့စာပင်းနဲ့သက်ဆိုင်တဲ့သတင်းဖြစ်ပါတယ်။အာရခကျတော် AA ရဲ့ဒုစစ်ဦးစီးရှုပ်ဒေါက်တာညိုထွန်းအောင်ရဲ့သဘုံဖြူအဖွဲကဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့တိုက်ပွဲတွေအတွင်ကိုလက်အင်ကဆုံရှုံသွားရတဲ့ဒဏ်ရာရရေးပေါ်တွေအတွက်တယောက်စီကိုငွေသားသသိန်းနဲ့ကပြာစာအုပ်တအုပ်စီလက်ဆောင်ပေးပို့လိုက်တယ်လို့သိရပါဗျ။အခုလိုပေးပို့မှုကိုကောင်းမွန်စွာလက်ခံရရှိသလိုကျေးဇူးလည်းအထူးတင်ရှိတယ်လို့ BNRA တက်မတော်ကဒီဇင်ဘာလ6ရက်နေ့မှာလူမှုကွန်ရက်စာမျက်နှာကတဆင့်ရေးသားထားပါတယ်။ တဘုံဖြူအဖွဲဟာတိုက်ပွဲတွေအတွင်းကိုလက်အင်က ဆုံးရှုံးသွားကြတဲ့တော်လန်ရေးရေဘော်တွေကိုကပြားစာအုပ်ရောင်းရငွေတွေအထက်ကတချို့နဲ့ကပြားစာအုပ်လက်ဆောင်တွေကိုဆက်တိုက်ပေးပို့နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းကလည်းတိုက်ပွဲတွေအတွင်းကိုလက်အင်ကဆုံးရှုံးသွားခဲ့ရတဲ့ရှင်းအမျိုးသားကကွေရေးတပ်ဖွဲ့ CNDF ဖြင့်ဒဏ်ရာရရေဘော်တွေအတွက်ငွေကျပ်42တိန်းအပါအဝင်တဘုံဖြူကပြားစာအုပ်42အုပ်လွေအိတ်42လုံးနဲ့ စာအိတ်42အိတ်တို့ကိုလည်းသဘုံဖြူအဖွဲ့ကပေးပို့ခဲ့တာပါနောက်ထပ်စာအုပ်တအုပ်အနေနဲ့ကတော့ရခိုင်ရဟန်းတော်အရခဘေရီရဲ့ငါတယောက်တည်းမဟုတ်ဘူးဆိုတဲ့ဆောင်းပါအက်ဆေးစူးစင်းမုံစာအုပ်ဟာထွက်ရှိလာပြီလို့သိရပါတယ်။ဒီစာအုပ်ကိုမြန်မာ၊ထိုင်းနဲ့မလေးရှားနိုင်ငံတွေကိုဖြန့်ရှီသွားမယ်လို့လည်းသိရပါတယ်။အဲဒီစာအုပ်မှာဆောင်းပါ6ပုဒ်အက်ဆေး4ပုဒ်နဲ့ကြပြ2ပုဒ်နောက်ထပ်4ပုဒ်တို့လည်းပါဝင်တယ်လို့သိရပါတယ်။အခုဒီဇင်ဘာလပထမပတ်အတွင်းထွက်ရှိလာတာဖြစ်ပြီး တအုပ်ကိုရောင်းစေးကြံ့ဝေတထောင်ခွဲတတ်မှတ်ထားတယ်လို့သိရပါတယ်ရှင်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်ပြည်ရင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့တူတူမျိုးမှာဆေအိုစုရဲ့အတူအယောင်ရွေးကောက်ပွဲကိုတပိတ်မှောက်ပြီးဒေါအောင်ဆန်းစုကြည်နဲ့တမဒါကြီးဦးဝင်းမြင့်တို့ကိုလှုပ်ပေးရတဲ့အတွက်တောင်းဆိုရဲဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးကြပါမယ် ဂျပန်ယူကရိန်းနဲ့ကမ္ဘောဒီးယားနိုင်ငံသားတွေအပါအဝင်မြန်မာနိုင်ငံသား300လောက်ဟာဆီအိုစုရဲ့အတူအောင်ရွေးကောက်ပွဲကိုကန့်ကွက်ရှုတ်ရှားသပိတ်မှောက်ခဲ့ကြပြီးနိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်နဲ့သမ္မတကြီးဦးဝင်းမြင့်အပါအဝင်မတရားဖမ်းဆီးထိန်သိမ်းခံနေရတဲ့မြန်မာပြည်သူတွေကိုပြန်လွှတ်ပေးဖို့ဂျပန်နိုင်ငံတိုကျိုမြို့မှာတောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်ဒီဆန္ဒပြပွဲကို ဒီဇင်ဘာလ9ရက်နေ့တနင်္ဂနွေနေ့ည3နာရီကနေ4နာရီခွဲအထိ UN ရုံးရှိကနေလူစီကားရရှီဘူယာတဝိုက်ကိုရှီတက်လမ်းလျှောက်ကဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ဂျပန်ရောက်ရခိုင်လူမျိုးတွေလည်းဆန္ဒထုတ်ဖော်ဝင်မှာတွားရောက်ပူပေါင်းကဆွေအုပ်စုရဲ့အတူအယောင်ရွေးကောက်ပွဲကိုကန်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ဂျပန်ရောက်ရခိုင်အရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ကိုဘုံမြင့်ကနရင်စရာကိုပြောပါရတယ်။ဆန္ဒထုတ်ဖော်သူတွေဟာရွေးကောက်ပွဲအလိုမရှိနိုင်ငံတော်အတိုင်ပင်ခံတော်အောင်ဆန်းစုကြည် တမနာဦးဝင်းမြင့်နဲ့မတရားဖမ်းဆီးထိန်သိမ်းခံနေရတဲ့မြန်မာပြည်သူတွေကိုအမြန်ဆုံးလွှတ်ပေးဖို့ကြွေးကြော်ကဆန္ဒထုတ်ဖော်ခဲ့ကြတာလည်းဖြစ်ပါတယ်။ပြည်သူဆန္ဒကိုစန့်ကျင်ပြီးစစ်အုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲကိုဂျပန်အဘဝင်နိုင်ငံတကာကအတိမတ်မပြုဖို့တောင်းဆိုမှုတွေလည်းပြုလုပ်ခဲ့ကြသလိုမြန်မာနိုင်ငံသားတွေအနေနဲ့ဒီအတူအယောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့လည်းတောင်းဆိုထားပါတယ်။စစ်ကောင်မရှင်ဟာလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစစ်တပ်အုပ်စုမှုတပ်ဆိုးရှေရဲ့အတွက်အတူအယောင်ရွေးကောက်ပွဲတွေရဲ့ကို ြုလုပ်သွားဖို့စီစဉ်နေတာလည်းဖြစ်ပါတယ်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဒီကနေ့တလင်းလာနေမနက်ကနေဆက်မှာကမ္ဘောဒီးယားကပြစ်ခတ်မှုကြောင့်ထိုင်းစစ်သားတဦးသေဆုံးပြီး၄ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ဘန်ကောက်ပို့စ်ကသတင်းဖော်ပြပါတယ်။ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းဥပွန်ရုရှားသားနေပြည်နယ်အတွင်းကနေရာတွေကိုကမ္ဘောဒီးယားကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားတွေဟာထိခိုက်ဒဏ်ရာရရှိသွားခဲ့ရတာဖြစ်ပါတယ်။ ပြခတ်မှုတွေကိုရက်တံဖို့ထိုင်းကပြန်လည်တိုက်ခိုက်ခဲ့ရတယ်လို့သတင်းမှဖော်ပြပါရယ်။ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူဘူချုပ်ကြီးဝင်းထိုင်းစူရီကကမ္ဘောဒီးယားဟာတနက်တွေနဲ့သွေဝိုက်ပြခတ်မှုတွေကိုဥပုံရက်စတာနီပြင်းနေနန်ယွန်ခရိုင်မှာရှိတဲ့ရှုံအမ်မာဒေတာမှာဒီကနေ့မနက်9:50မိနစ်ကစပြီးပြုလုပ်ခဲ့တာလို့ပြောကြားထားပါရယ်။မနက်9:00မှာထိုင်းစစ်သားတအူးတေဆုံးပြီးတော့ လေးဦးတန်ရာရရှိခဲ့တယ်လို့တော်ဝင်ထိုင်းတက်မတော်စီအကြောင်းကြားခဲ့တယ်လို့လည်းသူကဆက်ပြောပါရယ်ဘိုးချုပ်ကြီးဝင်းထိုင်းရဲ့အဆိုအရထိုင်းစစ်တပ်ကလည်းပြန်လည်ပစ်ခတ်ခဲ့ပြီးထိုင်းတိုက်လေယာဉ်တွေကလည်းကမ္ဘောဒီးယားရဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့အတွက်ကမ္ဘောဒီးယားရဲ့စစ်ဘက်နေရာတွေကိုတိုက်ခိုက်ခဲ့ရတယ်လို့သတင်းမှာဖော်ပြပါရယ်အခုလိုအခြေအနေတွေကြောင့်ထိုင်းနဲ့ကမ္ဘောဒီးယားအကြားစီရေပုံမှုတင်းမာလာမယ့်အနေအထားရှိနေတယ်လို့လည်းဒီတာရင်းစီရေးတုံသက်သူတွေကပြောဆိုနေကြပါရဲ့ရှင်။ ။ပရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာရုပ်တံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျမွှင်လန်းကြပါစေရှင်။